ပင်မြေမှာဥဆောင်ကစားနိုင်ခဲ့ပေမဲ့တိုက်စစ်ကဂိုးပေါပြောင်းနေလို့တည်ရင်နဲ့ကျင်းတ်လိုက်ရတဲ့ဂိမ်းမှုများပရိသတ်များအားလုံးပဲမိလာပါဗျာ Special Sport Online Football Service ကနေပြန်လည်ကြိုဆိုလိုက်ပါရင်ဂိမ်းမှုတွေကတော့ကန်ဆိုးတယ်ပဲပြောရမလားကန်ကောင်းတယ်ပဲပြောရမလားကစားခက်တဲ့စပင်မြေမှာအသာစီးကကစားနိုင်ခဲ့ပြီးတည်ရရလည်းနဲ့ပြန်လာနိုင်ခဲ့ပါတယ် တပိုင်းလုံးတိုင်းတာယာဂိမ်မှုတော့ဥဆောင်ကစားထားနိုင်ခဲ့ပေမဲ့အဆုံးသက်ပိုင်းအားနည်းချက်တွေအကြောင်းပြတ်သားတဲ့ရလက်ကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။စပိန်အသင်းနဲ့တွေ့တိုင်းရလက်တွေဆွေးနွေးလေးရှိရာကြောင့်စပိန်ကုန်းဆိုတဲ့အမေကိုရာထားတဲ့ဂိမ်အသင်းဟာဒီခေါက်မှာတော့စပိန်ကျုံးဆိုတဲ့အမေကိုရောက်အောင်ကြိုးစားခဲ့ပေမဲ့ကွဲလက်တိုင်းကကြောင်ဖက်လို့တေးတမှတ်နဲ့ကျင်းနေခဲ့ရတာဖြစ်ပါတယ်။ကနာချိုကတော့ရှီလဲကောင်းမရှိလဲကောင်းဗမာဦးကောင်းဖြစ်နေပြီအဆုံးသက်ပိုင်းအားနေတာတွေတကူကောင်းဆန်တာတွေရှိပေမဲ့အဖွင့်ကိုကတော့သူ့ကြောင့်ပဲရရှိခဲ့တာဖြစ်ပါရင် ။အိုနာနာကယ်တင်ခဲ့တဲ့ပွဲလို့ခေါင်းစဉ်တက်ရင်လည်းရပြီးတော့ကင်မရွန်ကိုသမားဟာဆိုစီတက်ဘက်ကတေဇာဝ900နိုင်တဲ့အခွင့်အရေးနဲ့ကျင်တော့ကိုကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဆက်စီကတော့ဝိုင်လန်ကာနာချိုရိုထက်ဂိတ်သိမ်းအတိုင်းစစ်ကိုဥဆောင်နိုင်မဲ့သူဖြစ်ပြီးဒီနေ့ပွဲမှာလည်းအကောင်းဆုံးကစားသွားခဲ့တာဖြစ်ပါတယ်။ဘာပဲပြောပါကစားခဲ့တဲ့စပိန်ပြည်မှာတေးရလဲရယူနိုင်ခဲ့တာကြောင့်ဒုတိယအကြော့မှာဂိမ်မူတို့အားသာချက်ပိုရှိသွားခဲ့ပြီးကွာတာဖိုင်နယ်တက်ရောက်ဖို့အတွက်အခွင့်အရေးပိုများသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်